ဒီနားလေးကိုကျွန်တော်ပြန်နားတော့ကြည့်ပါအဲနိုင်ငံဘာသာသိရှိမှာတယ်အဲ့လေဟမ်နိုင်ငံဘာသာ သိရှိမှာတယ်ဟမ်ရူဟင်ဂျာဆိုတဲ့ကောင်တွေကနိုင်ငံဘာသာသိရှိမှာတယ်ရူဟင်ဂျာကျောင်းသားဆိုတဲ့ကောင်တွေကစုနေတာတဲ့ဗျာဒါသူတို့နိုင်ငံပေါ့ ခင်ဗျားတို့ဗမာတွေစသိမ်းမထဘူးလားဟမ်ရိုဟင်ဂျာတွေကဆိုနေတာနိုင်ငံဘာသာသိရှိမှတို့ဘဝလေးလှပမှာတဲ့ဟာဒီနိုင်ငံသူတို့နိုင်ငံ ਨੇ ဟမ်ခင်ဗျားတို့စောက်ရှက်မရှိကြဘူးလားခင်ဗျားတို့စသိမ်းလေးပါလိမထဘူးလားဟမ်ခင်ဗျားတို့စသိမ်းလေးတော့မထကြဘူးလားရူဟင်ဂျာဆိုတဲ့ကောင်တွေကဘာကောင်မှမသိတဲ့လူမျိုးလိန်တွေကဘင်ဂလီလိုလိုဘာကောင်မှမသိတဲ့လူမျိုးလိန်တွေကနိုင်ငံဘာသာချိတာပါဘာလဲ တို့ဘွာလေးလှပါမာတဲ့အဲရိုဟင်ဂျာတို့ဒီနိုင်ငံကဒီနိုင်ငံကတို့နိုင်ငံပေါ့တို့ဇာပေကိုတို့ချစ်မြတ်နှွေးရမယ်ပေါ့မချစ်မြတ်နှွေးဆင်းရဲသားဖြစ်မယ်ပေါ့ဟာခမရတို့ခမရတို့ဗမာတွေစောက်သုံးမကြလို့အဲ့လိုတွေဖြစ်တာခမရတို့ဗမာနိုင်ငံသားတွေစောက်သုံးမကြလို့အဲ့လိုဖြစ်တာရှင်းပြီလားခမရတို့ကြသိမ်းမထားကြုံမကြသိမ်းနေတာစိုးစိုးရတဲ့နားတော့ပထမကျွန်တော်အမြဲတမ်းအဲ့ဒါကိုကျွန်တော်အမြဲတမ်းနားနားထောင်တော့စောက်သေးတွေရာနေတာပြောချင်တာစိုးစိုးရတယောက်ကစကားလာစပါလို့ကျမပြေမင်းမစပ်ပတ်ထဲမှာသွားနေလိုက် မိမိစက်ပါတယ်ငါလီထုတ်ထဲထားလိုက်ကြက်မပြေကြလာရအောက်တန်းစာနီပိဖာတယ်မစုကြည်သားကြက်မပြေမိမိဖာတယ်မနောက်လိုက်သွားဟာလုံးမသားတွေမင်းတို့နိုင်ငံပြောက်လူမျိုးပြောက်အကုန်ပြောက်တဲ့ခါကျမှငါလုံးမသားတွေပိုလူစောက်တင်ပြောဒီလူစောက်တင်ပြောတယ်ဆိုမင်းတို့ဗမာဆိုတာပြတိုင်းမှာလိုက်ပြရတော့မှာသိလားဒီဗီဒီယိုကတခုတည်းမဟုတ်ဘူးတလောက်နိုင်ငံတော်သချင်းကိုဆိုးနေတာအခုကမှစာတင်เจ้าမှာဆိုးနေတာ တရားတရားနဲ့ဓာရီကြီးပဲတက်နေတာကုလသမဂ္ဂဒီကအသီးသက်တွေဖြစ်သွားပြီဒါတက်သေးပဲဒါက evidence ပဲဥပဒေအရစကားပြောရင် evidence လိုတယ်မြန်မာနိုင်ငံထဲမှာဒီနိုင်ငံတော်ရဲ့စကားကိုစာအုပ်တင်ရမယ်ဆိုပြီးခလေးတွေကိုတေချာရိုက်သွင်းလာတာဒီနိုင်ငံသူတို့နိုင်သူတို့နိုင်ငံ ਨੇ မစင်းသားလေဟဲ့အယူကြီးဆိုတဲ့အောက်တန်းစားကလည်းပဲဟိုအောင်မျိုးမင်းဆိုတဲ့စောက်ချောက်ကလည်းပဲလူဝင်ကြတွေကိုအတိမဲ့ပြုတ်ပါမယ်တဲ့ဟမ်1980နိုင်ငံသားဥပဒေကိုပယ်ဖျက်ပါမယ်တဲ့ဟမ် ။ဆောက်ရှာမရှိဘူး။ဟိုမှာဗနစ်တဲ့နေရာပဲတက်လာတယ်။အဲ့ဒီပါလူမျိုးရေးဝင်ကြီးအန်ယူကြီးကလူမျိုးရေးဝင်ကြီးဆိုတဲ့ကောရခိုင်တစ်ချက်ဆိုရိုဟင်ဂျာတစ်ချက်ဖဲတဲ့။ဟင်။အဲ့ဓာတွေကမင်းတို့နိုင်ငံသားတွေစောက်တုံးမကြလို့အဲ့လိုတွေဖြစ်တာ။မင်းတို့နိုင်ငံသားတွေစောက်တုံးမကြလို့အဲ့လိုဖြစ်တာ။အဲ့ကလားရခိုင်တစ်ချက်ဆိုဗမာဟိုရိုဟင်ဂျာတစ်ချက်ဖဲတဲ့။ကျွန်တော်တစ်တော့မှာအဲ့ဒီ post တင်ထားတယ်ဒီမှာလည်းတင်ထားသေးတယ်ထင်တယ်။ YouTube မှာလည်းတင်ထားသေးတယ်။ဝင်ကြည့်ကြည့်လိုက်အမအမအနီထောက်ကနေသူတယောက်ကိုယ်တိုင် ရွေဦးတော်လိုင်းအထောက်ခံတဲ့သူကိုယ်တိုင်အဲ့ဒီလူကိုဆဲထားတယ်။ရခိုင်တစ်ချက်ရိုးတစ်ချက်ဆိုလို့ရွေဦးတော်လိုင်းကိုထောက်ခံတဲ့သူကိုယ်တိုင်ကောင်းလေးတယောက်ကိုယ်တိုင်ဆဲထားတယ်အမ။မင်းတို့တွေကွာမင်းတို့နိုင်ငံသားတွေကွာတရက်တရက်ဒါတွေပဲပြောနေရတာငါတို့လည်းဟိုအာပေါက်လာပြီ။ဒါတွေကြီးပဲမင်းတို့နိုင်ငံသားတွေအတိပြဖို့ဟို9နှစ်ကျော်6နှစ်လည်းဖြစ်လာပြီ။ဟမ်အခုချိန်ကြီးမင်းတို့မြင်အောင်မကြည့်နိုင်ကြသေးဘူး။ မင်းတို့ကတက်တည်နေပြလဲမင်းတို့ကအကန့်ပဲလာတာမင်းတို့ကမင်းတို့မင်းတို့ဘာဖြစ်ချင်နေကြလဲမင်းတို့နိုင်ငံသားတွေဟမ်စကားနဲ့ပြောလဲမယုံတက်တည်ပြတော့လဲအကန့်နဲ့လာတယ်မင်းတို့ဖာဖြစ်ချင်နေတာမင်းတို့နှမတွေမင်းတို့အမေတွေဖာရန်ပို့ကလားမယားဖြစ်နိုင်ငံလဲပြောက်မြန်မာနိုင်ငံကနေဗမာနိုင်ငံများနေမြန်မာနိုင်ငံဖြစ်တယ်အခုမြန်မာနိုင်ငံကနေရိုဟင်ဂျာနိုင်ငံဖြစ်တော့မယ်သူများနိုင်ငံတွေကိုကြည်ဘာတွေဖြစ်နေပြီလဲဒီငါးတွေမှာဘာတွေဖြစ်နေပြီလဲဟုတ်ပါဦး ဒီတိုင်းမှာဘာတွေဖြစ်နေပြီလဲအမေရိကန်မှာဘာတွေဖြစ်နေပြီလဲဟမ်ဗုဒ္ဓဘာသာနိုင်ငံတွေလည်းပြောက်ကုန်ပြီအကုန်မွတ်စလင်နိုင်ငံတွေဖြစ်ကုန်ပြီမင်းတို့အခုချိန်ထိဘာမှလည်းမလေ့လာဘူးဘာမှလည်းမသိဘူးတိတဲ့လူပြောရင်လည်းမင်းတို့ကကံဖို့ပဲစဉ်းစားတယ်ဒီကအထောက်ထားပဲနော်ဒါကကုလသမဂ္ဂအထောက်ထားပဲဒါနဲ့ဆိုကျွန်တော်တို့ဒီနှစ်ခုရှိသွားပြီတိတာကုလသမဂ္ဂဆိုဘလောက်တော့အများကြီးရထားပြီလဲမသိဘူးဟမ်ကုလသမဂ္ဂဆိုအများကြီးထောက်ထားတယ်ရပြီလောက်ပြီကျောက်တော်အခုနှစ်တောက်တထောက်တာနှစ်ခုရှိသွားပြီဘယ်သူမှငြင်းလို့မရဘူးမြန်မာနိုင်ငံထဲမှာစာတင်နေတာ မြန်မာနိုင်ငံထဲမှာနိုင်ငံတော်တချင်းဆိုနေတာမြန်မာနိုင်ငံထဲမှာဒီနိုင်ငံကသူတို့နိုင်ငံပါဆိုပြီးတော့စာတင်ကြောင်းတွေကိုရှိပြီးတော့စူပွေးဘောတွေတောင်လုပ်နေတာသူတို့လူမျိုးတွေကြီးပဲထိုင်ပြီးအားပေးတာမြင်တယ်မလားဗီဒီယိုဖိုင်တွေမှာဟင်မင်းတို့ဘာလုပ်ပါလဲမင်းတို့နိုင်ငံသားတွေဘာလုပ်မှာဘယ်သူမှတာဝန်ရှိလဲအားလုံးမှတာဝန်ရှိတယ်လွတ်လပ်ရေးရပြီလေအားလုံးကတယောက်တစ်ပေါက်နဲ့သွားခဲ့ကြတာ ပြည်သူကလည်းတယောက်တပေါက်ရသားစုကလည်းတယောက်တပေါက်အာနာရဖို့ပဲလူနေကြတာအဲဦးနေဝင်ဦးနုလည်းဒီလိုပဲအာနာရဖို့လူတယ်ဦးနေဝင်လည်းဒီလိုပဲအကုန်လုံးအာနာရဖို့ပဲလူပြည်သူကလည်းပြည်သူကိုစောက်ချိုးမပြေဘူးနိုင်ငံကိုဘယ်သူမှဥထိတ်မထားဘူးအကုန်လုံးတယောက်တပေါက်လို့လားအားလုံးမှတာဝန်ရှိတယ်မှန်ပဲလေဘရိုရဲ့လူငယ်တွေကဓာတ်တွေတုပ်ဖို့ပဲခေါင်းထဲရှိတော့တယ်တဲ့တောင်းစားကြပါတော့တောင်းစားရင်တော့တောင်းစားလို့ရမှာမဟုတ်ဘူးနော် 63လုံးအကြောင်းလေးလား63လုံးအကြောင်းလေးလားနော်ခရစ်ယာန်ဘာသာထဲမှာပါတယ်63လုံးအကြောင်းလေးလား YouTube တို့ Google တို့ Facebook တွေမှာ63လုံးလို့ရိုက်ထည့်လိုက်63လုံးလို့ရိုက်ထည့်လိုက်နော်အဲ့ဒီ63လုံးနေအဲ့ဒီမွတ်စလင်နေနော်အစွန်းရောက်နေကြီးစိုးလာတဲ့အခါကြာလို့ရှိရင်သူတို့ဘာသာထဲကိုမဝင်လို့ရှိရင်ခရစ်ယာန်အစ်စ်လည်းမရဘူးစံစာအုပ်ကြီးကင်ပြီးအငက်ခံပြီးတည်ရမှာ ထပ်ပြောမယ်နော်သူတို့ဘာသာတဲ့မူရင်သူတို့စကားကိုနားမထောင်ရင်ခမားခမားဘလောက်ပဲအစွန်းရောက်ပြီးတော့ကြံ့ကြံ့ခိုင်အောင်ကိုယ့်ဘာသာကိုထိမ့်သိမ့်တာထိမ့်သိမ့်တာခမားအငက်ခံပြီးတည်သွားလိုက်ခမားအငက်ခံပြီးတည်သွားမှာ၆သုံးလုံးကြောင်းလေးလာကြည့်တွေ့လိမ့်မယ်နော်အဲ့တော့ခမားတို့အခုချသွားတဲ့ခါကျလို့ရှိရင်လိုက်ချပြီးသွားတဲ့ခါကျရင်ဒီဒီလိုက်ကို နော် ဟိုင်းဟိုင်းဟိုင်းနဲ့တယောက်ကိုဟိုင်းသုံးခုလောက်ဝင်ဟိုင်းသွားကွန်မက်သုံးခုလောက်ဝင်ရေးသွားခင်ဗျားတို့ကျွန်တော်ပြောတာကိုခင်ဗျားတို့လက်ခံတယ်ဆိုလို့ရှိရင်လက်ခံတဲ့သူတိုင်းဟိုင်းဟိုင်းဟိုင်းလို့ရေးတယောက်ကိုဟိုင်းသုံးခုရေးသွားကွန်မက်သုံးခုဖြစ်အောင်ရေးသွားဒါမှမင်းမဆန်းဆန်း तू ကလိုက်လွှင့်မှာတနိုင်ငံလုံးကိုနော်ဒီဗီဒီယိုကမင်းမဆန်းဆန်းပောက်ဖို့လိုအပ်တယ်စစောကဗီဒီယိုဖိုင်လေးတောင်ကျွန်တော်လာပေးလို့ကျွန်တော်သိတာတော့အဲ့ဒီဗီဒီယိုဖိုင်တော့သူတို့တစ်တော့မှတင်တာကြည့်တဲ့သူမရှိဘူး